တဘာဝဘေးအန္တရာယ်ကြောက်ရွံ့နေသူတွေကိုစနစ်တကျကူညီနိုင်ဖို့နဲ့လမ်းစီကမ်းရင်စီကလိုက်နာတက်ဖို့အတွက်လက်တွေ့တရုတ်ပြပွဲတစ်ခုကိုဗကောတိုင်းပြည်မြို့မှာပြုလုပ်ခဲ့ပါတယ်ဒီသတင်းကို ကိုမင်းညိုပေးပို့ထားပါတယ်ရှင် နေ့စဉ်နဲ့မြဖြစ်ပေါ်နေတဲ့ရေမတော်တဆမှုတွေကိုအရေးပေါ်ကူညီကယ်ဆယ်နိုင်မှုနဲ့သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့ရင်စတေးရီယာအကူအညီကယ်ဆယ်နိုင်မှုရည်ရွယ်ပြီးဒီသရုပ်ပြပွဲကိုမေလ16ရက်နေ့ကဘဂိုရိုင်းပြည်မြို့မှာပြုလုပ်ခဲ့ပါတယ်ရေစည်းကမ်းလမ်းစည်းကမ်းတွေကိုလည်းလိုက်လာသိချင်တယ်အများကြီးသူကျွန်တော်ဒီရေစည်းကမ်းလမ်းစည်းကမ်းတွေလိုက်လာတဲ့အပြင်ကျွန်တော်နိုင်ငံကလည်းသဘောဘေးကနေဆိုတာမျိုးစုံကြားရအောင်နိုင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ ဒီရေစည်းကမ်းလမ်းစည်းကမ်းအန်ရီနဲ့မှာဒီအန်ရီဖြွားခဲ့လို့ရှိရင်လည်းကျွန်တော်တို့ဒီလူနာတွေကိုစနစ်တကျနဲ့တဲဆောင်တိုင်းသွားနိုင်ရတော့ကျွန်တော်တို့ဒီရက်ကြက်တွေဖြွားပါတယ်ခုမှကျွန်တော်ပြောရမယ်ဆိုရင်ခုမှဟိုခါယုတ်တိသွားတဲ့လူနာတယောက်ကိုကျွန်တော်ကမသိဘဲနဲ့ရမ်းမာလိုက်ပြီဆိုရင်ကျွန်တော်ဒီလူနာအသက်ဆုံးရှုံးတဲ့နေရာမျိုးကြီးဖြစ်ခိုင်နေတယ်ရှိပါတယ်ဒါမျိုးဥပမာတွေအများကြီးရှိလို့ကျွန်တော်ဒီစနစ်တကျဒီလူနာရဲ့ဖြစ်စဉ်ပေါ်မှာကြည့်ပြီးတော့ကျွန်တော်စနစ်တကျနဲ့တဲဆောင်ပြီးတော့အလင်းမြန်ကျွန်တော်ပြည်သူစီရေ လူရခီးကိုကျွန်တော်ရအောင်ဖွင့်နိုင်မယ်ဆိုရင်နားပြည်သူအတွက်အသက်အန္တရာယ်အများကြီးကျွန်တော်ပြည့်စုံနိုင်မယ်လို့ယုံကြည်ပါတယ်။အန္တရာယ်ကြုံတွေ့သူတွေကိုစဉ်းစားကြမကယ်ဆယ်နိုင်ရင်အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးတတ်ပါတယ်။ဒီတိုင်းကတိုင်းမှုတွေမှာဒီအတွေ့အကြုံပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ဒီကလက်တွေ့ပြည်တွေပေါ့နော်ကျွန်တော်တို့ဒီကျန်းသားကိုပို့ကြရင်ဖြစ်ပါတယ်ဒီကချက်ကတော့ကျွန်တော်တို့ရဲ့ဒီ freight ကဓမ္မတွေဆိုတာအခုဆိုရင်နောက်ပိုင်းဒီ ambulance ကားတွေဆောင်ရနေရမှာပေါ့နော်ဒီ ူပြည်ဆောင်ရဲ့နေရာမှာပေါ့ပြည်ဆောင်ရဲ့နေရာမှာနေစစ်တွေမကြောက်လို့လေကျွန်တော်တို့ရဲ့နိုင်ငံနိုင်ငံမှာမတည်တဲ့ပုံစံတွေအများကြီးတည်နေတာ။ဒါမှမဟုတ်ဒီလိုနေစစ်နေကြကြနဲ့ကျွန်တော်တို့ဆိုပြီးတော့ဒီတော်မြန်မာနိုင်ငံတာနိုင်ငံလုံးမှာလဲပြီးတော့ဘူးလို့ပြတ်မှာပါလေအောက်မှာပါပြီးပေါ့နော်။ကျွန်တော်အဲ့ဒါအောင်ဆိုရင်လဲပြီးတော့ဒီဒီပြည်ညာရတယ်လိုက်ရအောင်ဆူစားနေတယ်။ပကိုးတိုင်းတွင်းမှာ2016ခုနှစ်ဧပြီလကုန်တည်းရင်မတော်တဆမှု246မှုဖြစ်ခဲ့ပြီးဒဏ်ရာရရှိသူ446ယောက်နဲ့တေဆုံးသူ68ယောက်ရှိပါတယ်။ မြန်မာနိုင်ငံလုံးအနေနဲ့ရင်းမတော်တဆမှု1684မှုဖြစ်ခဲ့ပြီးတေဆုံးသူ900ကျော်ရှိပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ